မအလာကသူ့ရဲ့အတူအယောင်ရွေးကောက်ပွဲခေါ်ခွေးကောက်ပွဲကိုပြည်သူတွေထောက်ခံတဲ့ပုံစံမျိုးဖြစ်အောင်လို့ပြည်သူတွေကိုမလုပ်ရဲမပြောရဲအောင်ဥပဒေတွေနဲ့ချိန်ချောက်ကြိုတင်အကြကင်ထားတာကိုအားလုံးတတိပြုစေခြင်းနဲ့ပြည်သူပစပောက်ကိုတနာထောက်ပြီးဒီမိုကရေစီလမ်းကြောင်းပေါ်တက်နေပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကဘာကိုဖာလဲကြဖို့တို့ပြည်သူတွေကိုခုတုံလုံးလဲမျိုးနေပြီးတက်နေတာကိုငါတို့ပြည်သူတွေကငြိမ်ခံနေလို့မရဘူး တို့လိုချင်တဲ့အကွက်ထဲငါတို့ဝင်လို့မရဘူးအဲ့ဒီအကွက်ကတို့နိုင်ငံတို့ပြည်သူတွေအတွက် ထောင်ချောက်တက်တက်မှုငါတို့အားလုံးယုံထွက်ဖို့လိုတယ်မတရားတဲ့ရွေးကောက်ပွဲဟာတော်လန်ရင်းနဲ့မဆိုင်ပေမဲ့ခွေးကောက်ပွဲကိုငါတို့ပြည်သူတွေလက်မခံဘူးဆိုတာကိုလောက်နိုင်တဲ့လူတွေကပြန်တူအော်ဖို့လိုတယ်တို့ပြည်သူတွေရဲ့ဘဝနဲ့ခံစားချက်တွေကိုကန်းချင်ရောင်ဆောင်နေတဲ့ကဘာကြီးကိုအသိတရားအဆက်တရားနဲ့ ကန်းခွင့်မရအောင်ကန်းချင်းရောင်ဆောင်မရအောင်ပြက်ပြက်တတာချပြဖို့လိုတယ်။နားလေးချင်းရောင်ဆောင်မရအောင်နားကွဲအောင်អော်ဖို့လိုတယ်။မအေလိုအလုတ်မအေလိုလောက်ရင်ပြည်သူအလုတ်ပြည်သူလောက်ရမယ်။ငါတို့လောက်နေတာကစားပွဲလည်းမဟုတ်တလို့တရားပွဲလည်းမဟုတ်ဘူး။ငါတို့ပြည်သူတွေပေးစားရတာတွေအတွက်တန်ရာတန်ကြေးပြန်ရဖို့အတွက်စ조사အားထုတ်ဖို့ငါတို့အားလုံးမှာတောင်းကိုစီစီတယ်ဆိုတာမမေ့ကြပါနဲ့နိုင်ငံနဲ့ပြည်သူကိုကာကွယ်ပေးဖို့တီထောင်ထားတဲ့စစ်တပ်က နိုင်ငံနဲ့ပြည်သူအပေါ်ခွေးစားခင်းပြီးပြပြတတရောက်မှသပြနေတဲ့အချိန်မှာငါတို့ကိုကယ်မဲ့နိုင်ငံမရှိဘူးငါတို့နိုင်ငံငါတို့ပြည်သူကိုငါတို့လူချင်းချင်း ပြည်သူအချင်းချင်းပဲကဲတင်ရမယ်ဆိုတဲ့အသိကိုကိုစီတတိစီပေးကြပါဒီအချိန်မှာနိုင်ငံသားအားလုံးပြည်သူအားလုံးလူတွေအားလုံးစီစီလုံးလုံးနဲ့နိုင်ရတောင်းကိုစီထမ်းပြီးစ조사အားထုတ်ညီညွတ်ကြဖို့အချိန်ဖြစ်တယ်ဆိုတာကိုတတိချကြဖို့လိုတယ်ဆိုတာတတိပေးချင်ပါတယ်ဆင့်